ဘေးသက်များအားလုံးအန္တရာယ်ပေါင်ဘေးပေါင်ကင်းဝေးကြပါစေလို့ဥစွာပထမဆန္ဒပြုစုတောင်းပါတယ်ဒီကနေ့လည်းပဲဆက်လက်ပြီးတော့တက္ကမကြီးတော်အောင်ဆန်းစုကြည်ရဲ့ Freedom from Fear ကြောက်ရွံ့ခြင်းမှကင်းဝေးခြင်းဆိုတဲ့စာအုပ်ထဲက In Quest of Democracy Democracy ရှာပုံတော်ဆိုတဲ့အကြောင်းအရာတွေကိုဦးဇင်းတို့နည်းနည်းစီနည်းနည်းစီဖြည်းဖြည်းစီဖြည်းဖြည်းစီဖတ်လာကြတာဆွေးနွေးလာကြတာ ဒီကနေ့တော့အပိုင်း16ကိုရောက်ပါပြီအပိုင်း16ကိုတက္ကမကြီးရေးထားခဲ့တဲ့အကြောင်းအရာတွေကိုဦးစင်းအင်္ဂလိပ်လိုဖတ်ပြပါမယ် A ruler's kindness or madhava is a form of courage it is the courage to be concerned about the people's well-being it is much easier for a leader to ignore the suffering of weak people who cannot fight for their rights. It is harder to understand and help them with their problems. To care about the people means to take responsibility. It means a ruler must be brave enough to follow an important rule. The ruler must be a strength of the helpless. For example, in a famous old play called Vijaya, based on the story of Prince Vijaya, a king exiles his own son. The son's bad behavior was causing the people great suffering. The king says that a good ruler must love citizen and his own son equally to show the same kindness to everyone. That is the duty of a king. ဂမကြီးဒီလိုရေးခဲ့တဲ့ဥစ္စာကိုတလုံးစီတလုံးစီဘာသာပြန်ပြပါမယ် ruler's kindness အုတ်ချုပ်တဲ့သူခေါင်းဆောင်ရဲ့ kindness ဆိုတာကအကျင်နာတရားပေါ့နော်အဲ့တော့ or madava madava ဆိုမဒဝကိုပြောတာပေါ့နော်အဲ့တော့ဗမာသံပါဠိနဲ့ဆိုရင်တော့မဒဝအုတ်ချုပ်တဲ့ခေါင်းဆောင်ရဲ့အကျင်နာမှုနူးညံ့မှုမဒဝဆိုတာတဲ့ a form of courage form ဆိုတာပုံစံ of courage courage ဆိုတာတတိတတိရှိတာရဲ့သင်္ကေတပုံစံပါပဲเนาะအဲ့တော့တတိရှိတဲ့ပုဂ္ဂိုလ်တွေကပဲကျင်နာမှုကိုထပ်တတ်တယ်အကျင်နာတရားရှိတဲ့ပုဂ္ဂိုလ်ဆိုတာကတတိရှိတဲ့ပုဂ္ဂိုလ်ကြောက်ရွံ့တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလို့ဒီလိုပြောတာပေါ့ it is the courage to be concerned about the people's well-being အဲ့ဒီဟာကဘာလဲဆိုတော့တတိဖြစ်တယ်အဲ့ဒီတတိကဘယ်လိုတတိမျိုးလဲဆိုတော့ to be concerned ပူပင်နေစိုးရိမ်နေဆိုတဲ့အဓိပ္ပာယ်ဘာအတွက်ပူပင်တာလဲဘာအတွက်စိုးရိမ်တာလဲဆိုတော့ about the people's well-being ပြည်သူပြည်သားတွေရဲ့အကျိုးစီးပွားအတွက်စိုးရိမ်ပေးတဲ့ဟာကိုအဲ့ဒါတတိလို့ခေါ်တယ်သူတို့အာဏာအတွက်စိုးရိမ်တာမဟုတ်ဘဲနဲ့ပြည်သူပြည်သားတွေရဲ့အကျိုးစီးပွားအတွက်စိုးရိမ်တာဒါတတိပဲတဲ့ it is much easier for a leader oh it is much easier အများကြီးပို့ပြီးတော့လွယ်ကူတယ်တဲ့ for a leader ခေါင်းဆောင်တယောက်အတွက်ပို့ပြီးတော့လွယ်ကူတယ်။ဘာလွယ်ကူတာလဲဆိုတော့ to ignore လစ်လူရှုတာเนาะ ignore ဆိုတာလစ်လူရှုတာလစ်လူရှုဖို့ကတော့ပို့ပြီးတော့လွယ်တာပေါ့တဲ့။ဘာကိုလစ်လူရှုတာလဲဆိုတော့ the suffering of weak people who cannot fight for their rights suffering ဒုက္ခရောက်တာเนาะဒုက္ခ of weak people အနေနဲ့ပြည်သူတွေเนาะ အားနည်းတဲ့ပြည်သူတွေဒုက္ခရောက်ပြီးတော့အားနည်းတဲ့ပြည်သူတွေကိုလစ်လူရှုတာတော့ခေါင်းဆောင်တယောက်တွေလွယ်ပါတယ် who cannot fight for their rights သူတို့ရဲ့အခွင့်အရေးတွေကို မတွန်းလှန်နိုင်တဲ့ပြည်သူပြည်သားတွေရဲ့အားနည်းချက်တွေကိုဒါလစ်လူရှုတာတော့လွယ်ပါတယ်တဲ့အဲ့ဒီလွယ်တဲ့လမ်းကိုပဲမင်းအောင်လှိုင်တို့ဒီကနေ့ဆရာနာရှင်တွေလုံနေကြတယ်နော်ပြည်သူတွေဘလောက်ပဲဒုက္ခရောက်ရောက်ဟာလာရွာတွေကိုအကုန်လုံးဖျက်ဆီးတယ် เจ้าတွေဖြစ်စည်းတယ်เนาะဇီဒီတွေလည်းဖြစ်စည်းတာပါပဲဒါဘုံနဲ့ကျဲတာတက္ကန္တပေါ့လေเนาะတရားမဝင်ဘူးဆိုပြီးတော့ဖြစ်စည်းတာတွေရှိတာပဲ it is harder to understand oh harder ဆိုပို့ပြီးတော့ခက်တယ် to understand နားလည်ဖို့ပို့ခက်တယ် and help them အဲ့ဒီဒုက္ခရောက်တဲ့ပြည်သူတွေကိုနားလည်ဖို့ကူညီဖို့ဆိုတာပို့ပြီးတော့ခဲရင်တယ် with their problem အဲ့ဒီပြည်သူတွေဒုက္ခရောက်နေတဲ့ပြည်သူတွေပေါ့နော်ဒါတွေကိုနားလည်ပေးဖို့ကုညီဖို့ဆိုတော့ပို့ပြီးတော့ခရင်ပါတယ်တကယ်တတ္တိရှိမှဒါကုညီတာလေစေတနာရှိတဲ့ပုဂ္ဂိုလ်မှနော်တတ္တိရှိတဲ့ပုဂ္ဂိုလ်မှအကျဉ်းနာတရားကိုခြင်းစာတရားနုညံ့မှုဆိုတာကမတ္တဝဆိုတာဒါထားနေတာကိုနော် to care about the people ပြည်သူပြည်သားတွေကိုဂရုစိုက်ဖို့ဆိုတာတဲ့ means to take responsibility responsibility ဆိုတာတာဝန်ဝတရား take ဆိုတာကယူတာပေါ့နော်တာဝန်ယူတာကို ပြောတာတဲ့နော်ပြည်သူပြည်သားတွေကိုဒါဂယုစိုက်တယ်ဆိုတာဒါတာဝန်ယူတာကိုပြောတာပဲပြည်သူပြည်သားတွေရဲ့ဟာလာဒုက္ခဒုက္ခတွေကိုလစ်လူရှုထားတယ်ဆိုရင်ဒါတာဝန်ကဲ့မဲ့တာပေါ့အကောင်းဆုံးတယောက်အနေနဲ့ it means a ruler must be brave enough to follow an important rule ခေါင်းဆောင်တယောက်ဟာတဲ့အဲ့ဒီလို အရေးကြီးတဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာဖို့လုံလောက်တဲ့တတ်တိရှိဖို့လိုတယ်တဲ့တတ်တိရှိရမယ် the ruler must be the strength of the helpless ဟောခေါင်းဆောင်ဆိုတာကအားနည်းတဲ့လူတွေရဲ့ခွန်အားဖြစ်ရမယ်နော်ပြည်သူတွေအချင်းချင်းပဲဖြစ်ဖြစ်အချင်းချင်းဘယ်သူနဲ့ပဲဖြစ်ဖြစ်ကိုကိုအနိုင်ကျင့်လာပြီဆိုလို့ရှိရင်ငါကိုတော့မဟုတ်တာလားမလုံနဲ့တော့ ငါကိုလာလုပ်လို့ရှင်တော့ငါရဲကိုတိုင်လိုက်မှာလူကြီးကိုတိုင်လိုက်မှာဝန်ကြီးချုပ်ကိုတိုင်လိုက်မှာတမတားကြီးစီတိုင်လိုက်မှာစသည်ဖြင့်အဲ့ဒါလို့ဟုတ်လားအာကိုရာဖြစ်ဖို့လိုအပ်တယ်အခုကြာတယ်အဲ့လိုမဖြစ်ပါဘူးတိုင်ရင်တိုင်ကြည့်လေငါကဟုတ်လားဘယ်ဘိုလ်ချုပ်နဲ့ငါရင်းနှီးတာဆိုပြီးတော့အဲ့ဒါလို့ဘိုလ်ချုပ်တွေနဲ့ရင်းနှီးတဲ့ပုံကိုယ်တွေကအလုံးကိုအနိုင်ကျင့်ခွင့်ရှိနေတာမဲအောင်လိုင်းလို့အုပ်ချုပ်တဲ့စစ်အာဏာရှင်လက်ထက်မှာပေါ့နော်အဲ့တော့ မတော်ဝါဆိုတဲ့ကျင့်စဉ်ကဒါပျောက်ဆုံးတယ်လို့ပြောလို့ရတာပေါ့နော်မြတ်စွာဘုရားဟောခဲ့တဲ့မတော်ဝါကျင့်စဉ်နဲ့တခြားစီပြရတလန်တန်တလန်ဖြစ်နေတယ် for example တဲ့ဥပမာအနေနဲ့ဓမ္မကြီးပါရေးခဲ့လဲဆိုတော့ and a famous old play oh famous နာမည်ကြီးတဲ့ old play ရှေးတုန်းက play ဆိုတာဒီနေရာမှာเนาะ noun နံပုတ်အနေနဲ့သုံးထားတာပြဇက်เนาะပြဇက် အမတမနာမည်ကြီးတဲ့ပြည့်စက်တစ်ခု called ခေါ်ရဟာဘာလို့ခေါ်တယ်လဲဆိုတော့ဝိဇယဝိဇယပြည့်စက်နော်ဝိဇယပြည့်စက်ဆိုတာရှိပါတယ်ဆယ်တန်းယင်းကတော့ဆယ်တန်းမှာပြတ်ထန်းတယ်လို့ထင်ပါတယ်နော် based on the story of the prince vijaya နော်အဲ့ဒီဘယ်ပုံမှာခြေခံတယ်လဲဆိုတော့ based on ခြေခံတယ် the story of prince vijaya vijaya မင်းသားလေးရဲ့ဟာလား ဇလံအပေါ်မှာခြေခံပြီးတော့ရေးထားတဲ့ဝိဇ္ဇာပြက်ဇက်เนาะအဲ့တော့ a king exile his own son exile ဆိုတာနှင်ထုတ်တာ verb အနေနဲ့သုံးတာပေါ့ကရိယာအနေနဲ့သုံးတာเนาะအဲ့တော့သူ့ရဲ့သားအရင်းကို his own son သူ့ရဲ့သားအရင်းကိုတောင်းမှာပြည်ကနေပြီးတော့တိုင်းပြည်ကနေနှင်ထုတ်ခဲ့ဘူးတဲ့ဘယင်က the son's bad behavior သူသားရဲ့အကျင့်ဆိုးက bad ဆိုတာမကောင်းသောဆိုးဝါးသော behavior ကအကျင့်ပေါ့နော်အမှုအရာပေါ့သူသားရဲ့အကျင့်ဆိုးကဘာလဲဆိုတော့ was causing the people great suffering ပြည်သူပြည်သားတွေဒုက္ခအကြီးအကျယ်ရအောင်လောက်တာတဲ့နော်အဲ့တော့ the king says အော်နော်အဲ့တော့ဘယင်ကြီးကပြောတယ်အဲ့ဒီဝီဇီယာပြဇက်တဲမှာ that အဲ့ဒီပြောတာကဘာလဲဆိုတော့ a good ruler must love citizen and his own son equally တော့ကောင်းမွန်တဲ့အုပ်ချုပ်သူတယောက်ဆိုတာတဲ့ခေါင်းဆောင်တယောက်ဆိုတာဗာလဲဆိုတော့ must love citizens ဟုတ်ပြည်သူပြည်သားတွေကိုချစ်ရမယ် and his own son ဟုတ်သူရဲ့ဒါအရင်ကိုသူရဲ့ဒါအရင်နဲ့ပြည်သူပြည်သားတွေကိုချစ်ရမယ်ဘယ်လိုချစ်ရမလဲဆိုတော့ equally တဲ့ဟုတ်ညီတူညီမျှ နော်သူသားအရင်ကိုချစ်တယ်လို့ပဲပြည်သူပြည်သားတွေကိုလည်းချစ်ရမယ်မင်းအောင်လိုင်တို့ကတော့ဟုတ်လားအောင်ပြည်စုံသူသားကိုချစ်တယ်လို့ပဲပြည်သူပြည်သားတွေကိုတကယ်ချစ်သလားနော်သူသားကလူချင်းပြီဆိုလို့ရှိရင်ဒီမျိုးကိုလူချင်းနေဆိုရင်ဟုတ်လားမင်းအောင်လိုင်မိတ်နဲ့အလုံးဖြတ်သိမ်းပေးရတာကြီးပါပဲနော်ဒါမတ်တော်ကကျင့်စဉ်နဲ့ဘလောက်ထိအောင်သွေးဖင်နေတယ်လဲဆိုတာကိုပြောပြတာနော် to show the same kindness to everyone ဒါပါလဲဆိုတော့လူတိုင်းလူတိုင်းပေါ်မှာအကျင့်သာထားရမယ်ဆိုတာကိုဒါပြတာပါတဲ့เนาะ that is the duty of a king ဒါပါလဲဆိုတော့အုပ်ချုပ်တဲ့ဘုရင်များခေါင်းဆောင်များရဲ့တာဝန်ဝတရားဖြစ်တယ်တဲ့ပြည်သူပြည်သားအပေါ်မှာဟလာကျင့်သာထားရကျင့်သာတတ်ရမယ်ဆိုတဲ့မတ္တဝကျင့်စဉ်ကိုဘုရားဟောခဲ့တယ်เนาะအဲ့တော့ အဲ့ဒီပေဒံနဲ့တိုက်မယ်ဆိုလို့ရှိရင်မဲအောင်လိုင်းတို့အတိုက်မခံနိုင်ပါဘူးเนาะအဲ့တော့အဲ့ဒါကိုဆွေးနွေးပြမယ်ဆိုလို့ရှိရင်ခေါင်းဆောင်တယောက်ရဲ့တကက်ခွန်အားကဘာလဲဟုတ်လားခေါင်းဆောင်တယောက်မှာခွန်အားရှိတယ်ဆိုရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်သူ့မှာစစ်သားအရေးအတွက်ဘယ်လောက်ရှိတယ်စစ်သား9သိန်းရှိတယ်ဒါကိုကြည့်ပြီးကမှသူ့ရဲ့ခေါင်းဆောင်ခွန်အားကိုဆုံးဖြတ်လို့ဆုံးဖြတ်ရမှာလားဟုတ်တယ်မလားဒါမှမဟုတ်ဟုတ်လားအားနေတဲ့ပြည်သူတွေကို ငါဂရုမစိုက်ဘူးကွာဆိုပြီးတော့ငါပြည်သူတွေကငါနှိမ့်ဆက်ခြင်းတို့နှိမ့်ဆက်လို့ရတယ်ထောင်ချခြင်းတို့ထောင်ချလို့ရတယ်ဆိုပြီးတော့အဲ့ဒါတွေကို ကြည့်ပြီးတော့ဒါခေါင်းဆောင်ရဲ့ခွန်အားကိုဆုံးဖြတ်မလားနော်အဲ့တော့ဗုဒ္ဓဘာသာမှာကတော့ဘုရားဟောတာပါလဲဆိုတော့မတ္တဝဆိုတဲ့စကားပေါ့နော်မတ္တဝဆိုတာသနာကျင်နာခြင်းဆိုတာဒါအားနေတဲ့ပုဂ္ဂိုလ်တွေတတ္တိကြောင်တဲ့လူတွေအတွက်မဟုတ်ဘူးတဲ့မတ္တဝ အကျင့်ဆိုတာတနာကျင်နာခြင်းကရုဏာမတ္တဝဆိုတာတတိရှိတဲ့ပုဂ္ဂိုလ်တွေတတိရှိတဲ့ခေါင်းဆောင်တွေကဒါလည်းဒါကျင့်ရဲတယ်နော်ဆိုလိုတာကတော့အဲ့ဒါဗာလဲဆိုတော့မယူရဲဆန်းဆန်းလုတ်တဲ့အလုံးမဟုတ်ဘူးတတိရှိတဲ့ခေါင်းဆောင်တွေဟာအများပြည်သူတွေရဲ့ခံစားရတဲ့ဒုက္ခတွေဒုက္ခတွေကိုကိုဒုက္ခကိုဒုက္ခလို့ပဲသဘောထားပြီးတော့ဒါဖြည့်ရှင်းပေးတတ်ကြတယ်တာဝန်ယူတတ်ကြတယ်နော် ခေါင်းဆောင်တယောက်ဟာအားနဲ့တဲ့ပြည်သူတွေကိုမလုပ်ရမလဲအားပေးရမယ်လို့ဒီလိုဆိုလိုတာပေါ့ကာကွယ်ပေးရမယ်ဒါဟာဒါအယူအဆ theory သက်သက်မဟုတ်ဘူးဒါဟာခေါင်းဆောင်တယောက်အတွက်လိုက်နာရမယ်စီမင်းတစ်ခုဖြစ်တယ်ပြည်သူတွေကိုနှိပ်စက်နေလို့ဘယင်မဲမြတ်ကသူသားအရင်ကို တောင်းမှပြည်နေနံပေးလိုက်တဲ့ဟလာအကြောင်းကိုဗုဒ္ဓဘာသာမှာဇတ်တော်တွေထဲမှာလည်းဒါရှိပါတယ်ဝတ္တန်တရားမင်းတို့ပါတို့ ဆိုတဲ့အကြောင်းအရာတွေလည်းရှိပါတယ်တကယ်တမ်းကျတော့ခေါင်းဆောင်ခေါင်းဆိုတာဟာပြည်သူကိုမိမိရဲ့သားကဲ့သို့နော်တန်းတူထားပြီးတော့ဒါချစ်ခင်ရမယ်ဆိုတဲ့အကြောင်းတရားမကြီးရေးခဲ့တယ်အမတန်ကောင်းမွန်တဲ့မော်မြတ်တဲ့လမ်းစဉ်ကိုဒီကနေ့ဟာလာစိတ်ပြည့်ဖွယ်ရာမေအောင်လိုင်တို့မကျင့်ပဲနဲ့ဟာလာလက်တွေ့နဲ့ကင်းကွာနေတယ်မြန်မာနိုင်ငံရဲ့အခြေအနေနဲ့နိုင်ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဗုဒ္ဓမြတ်စွာသွန်သင်ခဲ့တဲ့ မတ်တဝါကျင့်စဉ်ကိုလစ်လူရှုပြီးတော့အကျံဖက်တက်ဖြတ်မှုတွေဟာလာလုံနေကြတာဦးစင်းတို့ဟာလာနိုင်ငံဟာပြဘုံထဲမှာဆုံရှုံမှုတွေမမြင်ခြင်းမအဆုံးเนาะဇီဒီဒီရောပစ်ပစ်စည်းနေတာဘုံကျဲခံနေရတာရွာတွေမိရှုခံနေရတာမိကိုတွေတလူလူနဲ့เนาะဇီဒီပထိုးတွေဖျားเจ้าတွေဆေးရုံတွေစာသင်เจ้าတွေဖြစ်စည်းခံလိုက်ရတာဒါဘာလဲဆိုတော့ ဘာသာရေးပညာရေးကျမ်းမာရေးယုံကြည်မှုဒါတွေအားလုံးကိုအဖြစ်ရှိခံလိုက်ရတယ်တူတူပဲလို့ဒါပြောလို့ရတယ်ဘာသာရေးအဖြစ်ရှိခံလိုက်ရတယ်ပြည်သူတွေရဲ့အနာဂတ်တွေကိုပါဒါဖြစ်ရှိခံလိုက်ရတယ်တူတူပဲဒါပြည်သူတွေရဲ့စိတ်ဓာတ်ကိုပါရိုက်ချိုးပစ်လိုက်တယ်လို့ဒါပြောလို့ရတယ်တရားမျှတမှုအတွက်တောင်းဆိုတဲ့ပြည်သူတွေတက်ကြလတက်ကြလှူရှားသူတွေတရင်စားသမားတွေပရာဟိတသမားတွေဟာလာဖန်စီ ယုံမကပဲနဲ့ဟာလာညှင်းပန်းနှိပ်စက်ပြီးတော့ထောင်ချနေတာဒါဟာတရားမျှတတဲ့စစ်ပွဲဆိုပြီးတော့ပြောလို့မရဘူးလေနော်အဲ့တော့မဲအောင်လိုင်းနဲ့သူ့ရဲ့လက်ပါစီလက်ပါစီတွေကရွယ်ချက်ရှိရှိနဲ့ကိုဒါဘာလို့ကြားလဲဖြစ်စည်းနေကြတာလို့ဒါပြောလို့ရတယ်အမြင်ရှင်းရှင်းနဲ့အဲ့တော့ပြောကြမယ်ဆိုလို့ရှိရင်ဆရာနာရှင်ဆိုတာကပြည်သူတွေတင်မြောက်တဲ့တရားဝင်ဆိုရမဟုတ်ဘူးနော်စီယူနီဖောင်းတွေတကားကနဲ့တိုင်းပြည်ကို အကျန်းဖက်သိမ့်ဖိုက်သိမ့်ပိုက်လိုက်တဲ့ဆရာနာရှင်တွေသာဖြစ်တယ်နော်ဆရာနာရှင်တွေကပြည်သူကိုကာကွယ်နေကြတာမဟုတ်ဘူးသူတို့ရဲ့အာဏာကိုဘာလို့နေကြတာလဲဆိုတော့ကာကွယ်နေကြခြင်းဖြစ်တယ်နော်အဲ့တော့သူတို့ရဲ့အာဏာကိုကာကွယ်နေကြတယ်တကယ်တမ်းကျတော့အဲ့ဒီစစ်ဘုတ်ချုပ်တွေဟာပြည်သူလူထုရဲ့လွတ်လပ်မှုနဲ့ဒီမိုကရေစီအတွက်အကြီးမားဆုံးသောအတားအဆီးအနောက်ရှက်အဟံတာဖြစ်နေတယ် စစ်ဘုတ်ကျွတ်တွေဟာပြည်သူတွေအတွက်ဟာလာတာဝန်တွေကိုထမ်းဆောင်နေကြတာမဟုတ်ဘဲနဲ့ဘာလဲဆိုတော့မာလာရဲ့ကြည်ကျွန်တွေလည်းလို့ပြောလို့ရတယ်စစ်ဘုတ်ကျွတ်တွေပြည်သူတွေကိုအတန်မထွက်ရဲအောင်အတန်တိတ်သွားအောင်ချိန်ချောက်နေကြတယ်အဲ့ဒီလိုနီးနေအုပ်ချုပ်နေကြတာဒီကနေ့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံအတွက်ရေးချယ်เสียဟာလာမတူ क्वे ပြတဲ့ပါတီတွေမဟုတ်ပါဘူးเนาะမတူတဲ့ပါတီတွေကြားထဲမှာ ရွေးချယ်ရမယ်ဟာမဟုတ်ဘူးရှေ့ဆက်ရောက်ရှောက်ရမယ်အနာဂတ်လမ်းတစ်ခုကိုဦးဇင်းတို့ရွေးချယ်ရမယ်ပထမကဘာလဲဆိုတော့မတဝနူညံ့သိမ်မွေ့တဲ့သဘောတရားထွက်ပေါ်လာတဲ့ပေါက်ဖွားလာတဲ့ခေါင်းဆောင်တွေအကြီးချင်းရှိတဲ့ခေါင်းဆောင်တွေပြညာနဲ့ပြည့်ဝတဲ့ခေါင်းဆောင်တွေကိုအကြီးအဲ့ဒီအကြီးချင်းတွေနဲ့တိုင်းတာပြီးတော့တိုင်းပြည်ကို တိုင်းပြည်ရဲ့တာဝန်တွေကိုထမ်းဆောင်နိုင်မဲ့ဟလာအနာဂတ်ခေါင်းဆောင်တွေကို ရွေးချယ်ခွင့်အဲ့ဒီလိုအနာဂတ်ကိုရွေးချယ်ခွင့်ကိုငါတို့ရွေးချယ်ရမယ်ဒီကနေ့မင်းအွန်လိုင်းလုပ်တဲ့ရွေးကောက်ပွဲမှာအဲ့ဒီလိုကောင်းဆောင်မျိုးဦးစင်းတို့ရွေးချယ်ခွင့်မရှိဘူးဒုတိယကပါဘာလဲဆိုတဲ့အခါကျတော့ပြည်သူတွေကိုနှိပ်စက်တက်ပြတ်ပြီးတော့အာနာကိုဇွတ်အတင်းလူရက်တဲ့ဟာလာလူရင်ချင်းမှုအတိုင်းဝိုင်းနဲ့ဆန့်ကျင်ပြီးတော့အာနာဆိုတာတင်နာပြောင်းဝကလာတယ်ဆိုပြီးတော့မဲမဲဇေယိုက်ဥတီတတ်တဲ့အကျင့်ဇေယိုက်တဲ့ ကျင့်ကြိုက်ဖြစ်တဲ့အနာဂတ်ဘယ်အနာဂတ်ကိုငါတို့ရွေးချယ်ရမလဲဒါကိုမိမိတို့ကိုယ်တိုင်ဒါဆုံးဖြတ်ရမယ်ဆရာနာရှင်တွေဟာလက်နဲ့နဲ့အာနာကိုလှုပ်တဲ့ယဉ်ကျေးမှုကိုဒီကနေ့အထိအောင်ကျင့်သုံးနေကြတယ်နော်သူတို့နဲ့သဘောမတူတဲ့ဥစ္စာတွေသဘောမတူတဲ့လူတွေအဲ့လိုပြည်သူတွေကိုနှိပ်စက်တယ်ညှဉ်းပန်းတယ်တက်ဖြတ်တယ်ထောင်ချတယ်နော်အခုငါတို့ပြည်သူတွေအပြတ်သားဆုံးရွေးချယ်ရမယ်အချိန်ရောက်နေတယ်တိုင်းပြည်ကို အမောင်ထဲမှာဆွဲခေါ်မဲ့စစ်အာဏာရှင်တွေအဲ့ဒီစစ်အာဏာရှင်တွေကိုတွန့်လှန်မလားဒိုင်းပြည်ကိုစစ်အာဏာရှင်တွေအမောင်ထဲဆွဲထက်မဲ့စစ်အာဏာရှင်တွေကိုငါတို့လက်ပိုက်ကြည့်နေမလားဆိုတာဒါပြက်ပြက်သားသားရွေးချယ်ရမယ်အချိန်ရောက်တယ်เนาะဒါကြောင့်မလို့အားလုံးကညီညီညာညာနဲ့ဥစဉ်တို့မြန်မာနိုင်ငံကိုအမောင်ထဲဆွဲခေါ်မဲ့စစ်အာဏာရှင်တွေကိုပြက်ပြက်သားသားဆန့်ကျင်မှုအခြေရောက်ပြီဆိုတာကိုပြောကြရရင် ဒီကနေ့အပိုင်း၁၉ကိုဒီလောက်နဲ့ပဲညီကုန်းချုပ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ